မင်္ဂလာပါရှင်ဘာမခဲတဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပါပြီးဂျွန်လ17ရက်နေ့မနက်ခင်းသတင်းများကိုအစီအကံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးသတင်းအနေနဲ့ငပဲမြို့နယ်နယ်ရေကန်လေချောင်းရံကာဝေးရေတက်စကန်မှထွက်ပြေးလာတဲ့စစ်မှုရန်တပ်သားတဲ့၃ဦးကိုလက်နက်ခဲယမ်းများနဲ့အတူအရှင်ဖမ်းမိဆိုတဲ့သတင်းပဲဖြစ်ပါရရှင် မကွေးတိုင်းငဖဲမြို့နယ်နေရီကန်လေးချောင်းရံကာကွယ်ရေးတပ်စခန်းမှထွက်ပြေးလာတဲ့စစ်မှုရန်တပ်သားတဲ့တအုံကိုလက်နက်ခဲယမ်းများနဲ့အတူအရှင်ဖမ်းမိခဲ့ကြောင်း CDF အရှုံမှပြောရေးဆိုခွင့်ရှိသူစလိုင်းညိုချင်းကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်ဇွန်လ၄ရက်နေ့တွင်နေရီကန်လေးချောင်းရံကာကွယ်ရေးတပ်စခန်းမှရှီရန်ကာကင်တာဝန်ထမ်းဆောင်နေစဉ်ထွက်ပြေးလာသောစစ်မှုရန်တပ်သားတဲ့တအုံကိုစင်စတဖန်4အရှုံတပ်ဖွဲ့မှရဲဘော်များကအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် အဆိုပါဖမ်းဆီးရမည်သောစစ်မှုရန်တပ်သားတဲ့သုံးဦးထံမှ MA အမျိုးအစားလက်နက်ငယ်၃လမ်းနှင့်ခင်းရန်ချုပ်သိမ်းဆီးရမည်ခဲ့ကြောင်းသိရှိရသည်။ နရီကန်လေးချောင်းရံကာဝေးရေးတက်စကန်မှာတော်ဝန်ချခြင်းခံထားရတဲ့ရှီရန်စစ်မြေပြင်မှာအပုခံထားရတဲ့သူတွေတော်တော်များများကတော့ပြည်သူစစ်တွေပဲဖြစ်နေပါတယ်။ပြည်သူစစ်တွေပဲဖြစ်နေတော့အစီအရေးအတွေ့အကြုံမရှိတဲ့အပိုင်းတွေရှီရန်စစ်မြေပြင်ရဲ့ဂျန်တက်မှုပိုင်းတွေမခံနိုင်တဲ့အတွက်ကြောင့်မို့လို့ထွက်ပြေးလာတဲ့သူတွေများပါတယ်။ဒါကတော့လက်တလောအခြေအနေကနအူးဖမ်းမိထားတဲ့အရေးအတွက်ကိုထုတ်ပြန်ထားတာပါ။မကြခင်ရပိုင်းမှာလည်းနောက်ထပ်ဖမ်းဆီးရမိတဲ့သူတွေကိုထပ်ပြီးတော့ထုတ်ပြန်ပေးပါဦးမယ်။ရှီရန်စစ်မြေပြင်မှာတော်ဝန်ထမ်းဆောင်နေတဲ့သူတွေအနေနဲ့အထူးသဖြင့် ပြည်သူစစ်တွေအနေနဲ့အတက်နိုင်ဆုံးတော်လိုင်းတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့အလေးဝင်မှုတိုက်တွန်းခြင်းမတွေကို CDF အရှုံးမှပြောရေးဆိုခွင့်ရှိသူစလိုင်းယိုချင်းကပြောသည်နေရည်ကလေးချောင်းရံကာဝေးရေးစခန်း၌တာထန်ဆောင်နေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်တော်လင်းတပ်ဖွဲ့များနှင့်ချိတ်ဆက်ဆက်သွယ်ပြီးအမြင့်ဆုံးအလင်းဝင်ပူပေါင်းကြရန်ချင်းကာဝေးရေးတပ်အရှိုးကတိုက်တွန်းထားသည် ဆလန့်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ကောတောင်းအခြေဆိုင်ခမရ431တရင်တွင်စစ်မှုရန်တသားတဲ့အဖြစ်စုဆောင်ခံရသူ၃ဦး PDF ထံအလင်းဝင်ဆိုတဲ့သတင်းပဲဖြစ်ပါရရှိန်။တနင်္လာနေ့တိုင်းကောတောင်းမြို့နယ်အခြေဆိုင်ခမရ431တရင်တွင်စစ်မှုရန်တသားတဲ့အဖြစ်စုဆောင်ခံရသူ၃ဦးအလင်းဝင်ရောက်ခဲ့ကြောင်းပြန်လာတပ်ဖွဲ့မှတာဝန်ရှိသူရဲဘော်ဖီနင်းကရှန်ကုန်ခေတ်သတင်းဌာနတန်းသို့ပြောဆိုသည် ဇွန်လ3ရက်နေ့တွင်ကောတောင်းမြို့နယ်အခြေဆိုင်431ချိန်မြန်တရင်မှထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုရန်တပ်သားတဲ့အဖြစ်စုဆောင်ခံရသူ၃ဦးသည်ကောတောင်းမြို့နယ်လူကယ်ပေရီရဲ့ပြန်လည်တပ်ဖွဲ့ထံအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါအလင်းဝင်ရောက်လာသူ၃ဦးမှာကိုအာကာထွန်းကိုလှဝင်းမောင်နဲ့ကိုအောင်ထွန်းလင်းတို့ဖြစ်ပြီးထိုင်းနိုင်ငံအတွင်းဖမ်းဆီးခံရပြီးနောက်ရှမ်းအောင်မြို့နယ်မှာကော့တာမြို့နယ်သို့ပို့ဆောင်ခံခဲ့ရကစစ်မှုထမ်းဖြစ်တပ်သားတွေစုဆောင်ခံခဲ့ရပြီးချိန်မြန်တင်431တို့ပို့ဆောင်ခံရကဆယ်ရက်ခန့်သာနေထိုင်ခဲ့ပြီးထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ။ထွက်ပြေးလာတော့ကတော့ဆယ်ယောက်အတူဖြစ်ပြီးကျန်တဲ့ခုနှစ်ဦးကတော့ထွက်ပြေးနေတော့စစ်ခွေးတွေနဲ့ထိတ်တိုက်တိုးပြီးတန်ပိုက်လုံးနဲ့မသေးယုံရိုင်းနေပြီးပြန်လည်ဖမ်းဆီးသွားတယ်လို့သိရတယ်။သုံးဦးကတော့လොမြောက်လာပြီးအလင်းဝင်လာတော့ဟုပြန်လောတက်ဖွဲ့မှတောင်းဝန်ရှိသူရဲဘော်ဖေးနဲ့ကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်။ဆက်လက်ရင်ပြည်သူရှင်ဝင်ခိုးလုံးလို့သောစစ်ကောင်စီတပ်သားများအနေဖြင့်လူကယ်ပေတဲ့ပြန်လောတက်ဖွဲ့ထံသို့ဆက်သွယ်နိုင်ပြီးလက်ကန်ကျူးဆိုသွားပြီဖြစ်ကြောင်းအသိပေးနိုးစောထားသည်။ ဆလံဘင်းရှန်ကုန်မော်ဘီလီတာစကန်ဌာနချုပ်ကိုအသေးခံဒရုန်းဖြင့်တိုက်ခိုက်မှုပိုမိုဝေကျော်အပဝဲနှစ်ဦးသေဆုံးပြီးအများပြားဒဏ်ရာရဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရှန်ကုန်တိုင်းမော်ဘီမြို့ရှိလီဒါစကန်ဌာနချုပ်ကိုအသေးခံဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရောင်းစစ်ဗိုလ်မိုးဝေကျော်အပါအဝင်နှစ်ဦးသေဆုံးကြောင်းပြည်သူ့ကော်မတီတမတော် Civilian Military SRDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည် ရှမန်နေဇွန်လ9ရက်နေ့ည9နာရီခန့်အချိန်မော်ဘီမြို့ခြေဆိုင်အကြမ်းဖက်စစ်ကောင်စီ၏ leader scan ဌာနချုပ်ကိုအိုထိန်တွင်းရဆစ်စင်ရင်အဖြစ်ချမ်းမာကျော်ဖြစ်နိုင်သောအဆင့်မြင့်အသေးခံ drone ဖြင့်ပုံစံတိုက်ခိုက်ခဲ့ရာ leader scan ကင်းစင်ကိုထိမှန်ပေါက်ကွဲခဲ့ပြီးစစ်ဗိုလ်မှူးဝေကျော်နှင့်စစ်ကောင်စီတပ်သားဖြိုးကိုကိုတို့တိုက်ဆုံခဲ့ကြောင်းသိရသည်။ချမ်းမာကျော်ရဲ့ suicide drone နှင့်ပုံစံတိုက်ခိုက်ခဲ့တာပါမော်ဘီ leader ရဲ့ကင်းစကန်ကိုထိချက်ကောင်းကောင်းထိမှန်ပေါက်ကွဲခဲ့ပါရယ်။လေကြောင်းပြဲဘက်ကတပ်သားဖြိုးကိုကိုတေးတဲ့ဗိုလ်မှူးဝေကျော်လည်းတေးတဲ့အတီးပြ လို့ရပြီးတပ်သားဖြိုးကိုကခွန်ကန်းကွန်ရခိုင်ရှေ့တန်းစစ်မြေပြင်ကနေပြောင်းရွှေ့ခံလိုက်ရသူလို့သိထားပါတယ်။နောက်ပြီးတော့စကမေသားစု6ဦးလဲထိတဲ့တိမ်မသေးတော့မသေးရသေးဘူးထိတာတွေကအတင်းလူတွေကြီးပဲပြည်သူတွေမပါဘူးဟုပြည်သူ့ကော်မတီတမရွန်စစ်ဘလီယံမီလစ်တရီ SRDF တပ်ဖွဲ့မှတောင်းရင်ရှိသူကရှန်ကုန်ခဲ့တဲ့တရင်ဌာနတန်းသူပြောကြားသည်။ အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် Civilian Military SRTF နဲ့ရွှေဘိုခဲအမှတ်ဆန်ကတရင်တို့ပူးပေါင်းကအိုရင်းတွင်းရွာစစ်စင်ရေးအဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကမ်းရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ယခုတိုက်ခိုက်ခဲ့ရမှုနဲ့ပတ်သက်၍စစ်ကောင်စီလော်ပီတရင်ဌာနများကပြည်သူ့ချုပ်ထိခိုက်ဒဏ်ရာရရှိသည်ဟုဝါရဖြန့်ချိနေကြောင်းတိုက်ခိုက်ခဲ့သည့်ရဲဘော်များအနေဖြင့်စစ်စင်ရေးပြစ်မှတ်များကိုတိကျစွာလှုံ့ဆော်လာခဲ့ခြင်းဖြစ်ပြီးပြည်သူတို့တရားမှထိခိုက်ဒဏ်ရာရရှိခြင်းမရှိသည်ကိုအတည်ပြုနိုင်ကြောင်းအတည် beta နောက်ထပ်အိုထိန်တွင်အတွက်လက်တုံးပြန်ဆက်စင်ရေးတွေဖော်ဆောင်တော်မှာဖြစ်ပါတယ်။မကြတော့တဲ့ကာလမှာတပြည်လုံးလွတ်မြောက်ရေးအတွက်တိုက်ဝဲဖော်ဆောင်ကြတော်မှာဖြစ်တဲ့အတွက်မိမအပြည်သူတွေအနေနဲ့အာတင်းထားပါလို့ပြောချင်ပါတယ်ဟုပြည်သူ့ကာကွယ်ရေးတမရစစ်ဘလီယံမီလစ်ထရီ SRDF တပ်ဖွဲ့မှတောင်းရှိသူကပြောဆိုသည်။မေလ၁၂ရက်နေ့စကိုင်းတိုင်းဒီပိန်မြို့နယ်အိုထိန်တွင်ရာစာတင်ကြောင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ပုံစံတိုက်ခိုက်ခဲ့ရာကလေးငယ်များဆီယမများအပါအဝင်24ဦးသေဆုံးပြီးတရာကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ ဆက်လက်ပြီးတမ33တမမှုဘုံမှုချုပ်ကျော်ဆန်းမြင်းနဲ့တမ69တမမှုဘုံမှုချုပ်တမောင်ကျော်တို့ကိုစစ်ကောင်စီကအရှာတို့မှဖယ်ရှားလိုက်ပြီးဘုံမှုချုပ်ကျော်ဆန်းမြင်းကိုနန်းတွင်စစ်ကြောရဲတွင်ဖမ်းဆီးစစ်ဆေးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အကျန်းဘတ်ဆက်ကောင်းစီကတက်မ69တက်မမှုဘုံမှုချုပ်တင်မောင်ကျော်နဲ့တက်မ33တက်မမှုဘုံမှုချုပ်ကျော်ဆမ်းမြင့်တို့ကိုရာထူးတော်များမှဖေရှားလိုက်ကြောင်းစစ်ဘက်တရင်ရှင်မြင့်များကိုကာ၍စီရန်ဘူကြီးစင်ယုံကရှန်ကုန်ခဲ့တဲ့တရင်ဌာနထံသို့ပြောဆိုသည် အကျန်းဘတ်ဆက်ကောင်းစီကတက်မ69တက်မမှုတင်မောင်ကျော်ကိုဆစ်ရှုံးမှုဖြင့်နေပြည်တော်သို့ချက်ချင်းပြန်ခေါ်၍ရာထူးတော်မှဖေရှားကအရန်အင်အားဖြစ်ထားရှိကြောင်းရှင်တော်ဟာကအခြေဆိုင်စစ်ဗျူဟာမှုဘုံမှုချုပ်စုံဝင်ထုံးကိုတက်မ69တက်မမှုအဖြစ်အစားထိုးခံလိုက်ကြောင်းသိရှိရသည် အလာတို့ကချင်ပြည်နယ်ဖားကန်မြို့အခြေဆိုင်တမ33တမမှုဘုံမှုချုပ်ကျော်ဆန်းမြင့်ကိုဖားကန်တွင်စည်ရီစုမှုထားနိုင်တဲ့အောင်တရင်လိမ့်လေတင်များမှုနဲ့ကိုကျိုးရှာစီဝိုင်းလုဆောင်မှုများအတွက်ရာတို့တောင်းမှဖေရှားကအရင်အင်အားပြောင်းရွှေ့စစ်ဆေးမှုများလုဆောင်နေကြောင်းသိရှိရသည် 69တမမူကိုနဲ့ရေကံမှာဖြူဟာမှုတယောက်အဖမ်းခံလိုက်ရကြတဲ့ကနည်းနည်းအစာမကျေးဖြစ်နေတာပေါ့နော်ဟိုတလောကတာဝါတိုင်းစခန်းကုန်းကိုလက်လွတ်လိုက်ရတော့တခါရဲနေပြီးတော့ကိုခေါ်ပြီးအရန်အင်အားသွင်းပြီးတော့ဟာခါအခြေချစိတ်ပြေဝမှုပုံမှုစီစိုးဝင်းထွန်းနေအစာထုတ်ခံလိုက်တာဖားကက်မှာကြောဆက်မြင့်ကိုတော့ဖားကက်မှာသူတို့ပဲတမ33ကပဲစုံမှုထားတဲ့ပုံစံမျိုးနဲ့တရင်လှိမ့်လဲတင်ပြီးတော့ကြောက်တူတာတွေရွှေတူတာတွေလုံနေတာအထက်ကရှိမိနေသူ့ကိုချက်ချင်းချင်းလို့ပြောင်းလို့မရသေးလို့အခုစစ်ကူတက်တွေလဲရောက်လာရောတခါရဲ ပရမမြကြီးနာကိုခေါ်သွားတယ်အခုမြကြီးနာကနေမှနန်းရင်းစစ်ကြောရေးမှာအရန်အင်အားကိုတွင်ပြီးစစ်ဆေးနေပြီလို့သိရပါတယ်ဟုစီဒီအန်ဘိုဂျီစင်ယောကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည်ရာရုမဖေရှားခံလရသောတမ33တမမှုဘုံမှုချုပ်ကျော်ဆမ်းမြေနေရာတွင်တမမှုအသည်ဖြစ်စစ်ဦးစီးတက္ကသိုလ်မှဘုံမှုကြီးကောင်းမင်းထုတ်ကိုခန့်အပ်ထားပြီး၎င်းသည်လက်ရှိတွင်စကိုင်းတွင်ရောက်ရှိနေကြောင်းမကြာမီဖားကတ်မြို့တမကုံသို့တွားရောက်မည်ဖြစ်ကြောင်းသိရှိရသည် ဆလဘေးတိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူရင်အထူးစည်းပွားရေးဆောင်ဆက်လက်လုပ်ကံမျိုးစစ်ကောင်စီပြောဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။အရကတမရအေးနဲ့တိုက်ပွဲပြင်းထန်နေသောရခိုင်ပြည်ကြောက်ဖြူမျိုးရင်းကြောက်ဖြူအထူးစည်းပွားရေးဆောင်အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ကြောက်ဖြူရှင်နဲ့စီမံကိန်းကိုဆက်လက်လှုပ်ဆောင်သွားမျိုးစစ်ကောင်စီကပြောသည်။ရှမန်နေဇွန်လ9ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့မြန်မာအထူးစည်းပွားရေးဆိုင်ရာဘူလုံငန်းအဖွဲ့2025-2026ဘဏ္ဍာနဲ့ပထမကြိမ်အစည်းအဝေးမှာစစ်ကောင်စီကရင်းခဲ့သူပြောဆိုခြင်းဖြစ်သည်။ မြမတူစည်းဝါးစုံဆိုင်ရာဘုလုံငန်းအဖွဲ့ဥက္ကဋ္ဌရင်းနှီးမြုံနံမိုးနှင့်နိုင်ငံသားစည်းဝါးဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စောကပြောကြားခဲ့ခြင်းဖြစ်သည် ကျောက်ပြူထူစည်းဝါးရေးဆိုရင်ကျောက်ပြူရေနဲ့စိတ်ကန်စီမံကိန်းအတွက်ဥပဒေနီဥပဒေလုံထုံလုံနေများနဲ့အညီဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်းဟုလုပ်ငန်းအဖွဲ့အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စောကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်ထို့ပြင်တိလဝအထူးစည်းဝါးရေးဆိုရင်ပြည်ပပို့ကုန်တိုးမြှင့်ပို့နိုင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်းနဲ့ပြည်ပပို့ကုန်မြင့်တင်အောင်ဆောင်ရွက်ခြင်းဖြင့်နိုင်ငံ၏ကုန်သွယ်ရေးလူငွေပြမှုကိုနည်းနိုင်သမျှနည်းအောင်ဆောင်ရွက်ရမည်ဟုလည်းဒေါက်တာကန်စောကပြောကြားခဲ့သည်မြန်မာအထူးစည်းဝါးရေးဆိုင်ရာဘို့လုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး ်ဦးထွန်းအောင်ကလည်းကြောက်ဖြူအထူးစီးပွားရေးဆောင်စီမံကိန်းနဲ့တဝဲအထူးစီးပွားရေးဆောင်စီမံကိန်းများအောင်မြင်စွာအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရန်အတွက်သက်ဆိုင်ရာဝန်ကြီးဌာနများကပူးပေါင်းဆောင်ရွက်တဲ့အတွက်ကျေးဇူးတင်ရှိကြောင်းပြောဆိုခဲ့သည်။ကြောက်ဖြူရှိစကောက်စီတရေများနဲ့တညာဝရီရေတပ်မှတပ်ဖြန့်ထားသောစစ်ကြောများ၊ကာကင်စခန်းများနဲ့အခြေတိုက်စစ်စခန်းများဖြင့်အရကတမရောအေအေတို့သည်ကြောက်ဖြူမြို့အနီးမှာတိုက်ပွဲဖြစ်ပွားနေကြခြင်းဖြစ်သည်။ ကျောက်ပြုံမြို့နယ်လိတ်ခမောမင်းတက်တောင်နှံဖဲတောင်စမုလမှုတင်းနှံချောင်းတစ်ပုတ်တောင်ကျေးရွာတဝိုင်းရေတက်ဌာနအနေတဝိုင်းနှင့်အမှတ်30ရဲတပ်ရင်းအနေတို့တွင်စစ်ကောင်စီကတပ်ဖြန့်ထားခြင်းဖြစ်သည်ရင်းအထဲကလိမ့်မော်ကကင်းစကန်မင်းတက်တောင်စစ်စကန်နှင့်နှံဖဲတောင်ကကင်းစကန်တို့ကိုအာရကတပ်မတော် AA ကတိမ့်မိုက်ထားကြောင်းလည်းမြေပြင်တရင်ရှင်မြများထံမှသိရသည်မေလ28ရက်နေ့ကဖြစ်ပွားခဲ့သည့်နှံဖဲတောင်တိုက်ပွဲအတွင်းမှာစစ်ကောင်စီ၏တပ်မ17ချင်းမြန်တရင်ဌာနချုပ်မှဘုံမှုချုပ်ကျော်မြောင်းအပါဝင်နောက် ထက်အရာရှိနဲ့တက်သားစုစုပေါင်း၅ဦးမှာအေးအေးစနိုက်ပါပြက်ခတ်မှုကြောင့်သေဆုံးသွားပြီဟုသိရှိရသည်။မေလ30ရက်နေ့ကဖြစ်ပွားခဲ့တဲ့မင်းတပ်တော်ကျေးရွာအနီးတိုက်ပွဲမှာလည်းစစ်ကောင်စီတိုင်းစစ်ဦးစီးမှုပထမရန်ဒုတိယပုံမှုကြီးအပါအဝင်73မန်း15ဦးကိုအေးအေးကအရှင်ဖန်စီရရှိခဲ့သည်။ကြောက်ဖြူတိုက်ပွဲအတွင်းအေးအေးထိုးစစ်များကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကြောင်းများမှကစင်းကလေးထွက်ပြေးနေကြောင်းလည်းသိရပြီးအရကတမ်ရောအေးအေးကလိုက်လံရှင်းလင်းတိုက်ခိုက်နေသည်ဟုသိရသည်။အေးအေးကြောက်ဖြူမြို့သိမ်းတိုက်ပွဲကြီးမှာယနေ့ င်းမနက်ဖြန်ဆိုသလိုအခြေအမြေဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွင်အာဏာသိမ်းဆက်ကောင်စီကကြောက်ဖြူမျိုးရှိစီမံကိန်းများအားဆက်လက်ကောင်ထည်ဖို့မြို့ပြောဆိုနေခြင်းမှာလက်တွေ့မကျဟုလည်းသုံးသပ်သူများကပြောဆိုနေကြသည်မြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာဘုလုံငန်းအဖွဲ့အစည်းအဝေးတို့မြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာဘုလုံငန်းအဖွဲ့အဖွဲ့ဝင်ဒုတိယဝန်ကြီးများတိလဝါကြောက်ဖြူနှင့်တဝဲအထူးစီးပွားရေးဆောင်တို့မှစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများအမြဲတမ်းအတွင်းဝန်များညွှန်ကြားရေးမှုချုပ်များနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်